စည်းပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စည်းပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စည်းပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စည်းပွားပဲဖြစ်စေဒီစည်းပွားဟာကိုရလာတဲ့စည်းပွားဟာပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရပုံမှာမိပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကျင်ပါလို့မြတ်စွာဘုရားဒီလိုဟောတယ် အဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရာမေရိယမစ္ဆပမာဒဌာနာတဲ့နော်အယသေးစာဘီယာစေဝါဘူးရစေဝါတွေသုံးဆွဲတယ်အဲ့ဒီသုံးဆွဲမှုကစစည်းစိမ်ဥစ္စာဖြစ်စီခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီးစိမ်ပြတ်တာဆိုတာဒါက ဟောအယတ္တိစာတောက်စာမူရေးတေအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားရတာပဲပေါ့ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားမယ်သူရာမေရယမစ္စပမာဒဌာနလူယောကောဘောဂနာအပါယမူခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကပါလဲလို့ဆိုရင်သူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆာဆိုတဲ့မူရဲ့စေဝါပမာဒဌာနအဲ့ဒီအရာတွေအားလုံးဟာမေ့လျော့ပွတ်တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကလောက်ကင်ဆောင်ရက်နေတယ်လိုက်စားနေတယ်ပုဂ္ဂိုလ်တယောက်ဟာစီဝါဥစ္စာပြတ်တတ်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းမော်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ရေခုံမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ရေခုံလို့ဆိုဖန်သွားခိုးလို့ဒီလုံးလုံးရင်လဲညဒီလူကထွက်တယ်ဒီလူပဲနေပါပစ္စည်းပြောင်းနေတယ်သူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့သူဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့ ဘယ်မှာစတေရှုရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုင်ကလပ်ရှိတယ်ဆိုသွားခြင်းတဲ့ပုံကိုအဲ့ဒီလိုသွားတာဟာလဲစိပပြက်ခြင်းအကြောင်းတစ်ခုဖြစ်ပါလေဟုတ်တယ်လေနိုင်ကလပ်သွားလို့ခုနကကဂရေ80ကျွဲဝါတဲ့တထေးကမွဲသွားတာပဲလေပန်ကုံဆွတ်လိုက်ဆူချလိုက်ပန်ကုံဆွတ်လိုက်ဆူချလိုက်အပေါင်းဖော်ရိအရက်တိုင်လိုက်နေဆိုတော့ကိုရောပေါ့ပိုက်ဆံเนาะပိုက်ဆံကုန်ချင်းအကြောင်းတကူတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပမာရဌာနလူယောဂကစားတာလောင်းကစားတာလေအများကြီးဗမာပြည်မှာကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးနေထိုးတယ်ဆိုတာတကယ်တော့တိုက်ပေါ်ကဆင်းပေးလေရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလုံတဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောနောက်နံပါတ်5ကြတော့ဘာလို့ဆိုပပိပပမိတ်တာလူယောဂာတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ခက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်ဒီအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံပက်ပေါ်ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ်တနဲ့ဆိုရင်နောက်ဆုံးမှာအရင်ချင်းရှိတဲ့ပုံကိုတယောက်တောင်ပါပမိတ်တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံးပြီးပျက်စီးသွားတယ်အစတသက်မင်းဟာဘင်းရဲ့သားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအတိညာရှိတဲ့ပုံကိုတယောက် မြတ်စွာဘုရားတရားနာရလို့ရှင်တတ္တဗံဖြစ်ရမယ်အရေးချင်းထီအောင်ရှိတဲ့သူသို့တော့ဒေဝရစကားကိုတားရောက်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေတာအကုန်လုံးပြည့်စည်သွားတယ်ပြင်လို့မရတဲ့အနေထားထီအောင်ရောက်သွားတယ်ဒီအခြေအနေထီအောင်ရောက်နိုင်တယ်လို့ဆိုဒါအမြင့်ဆုံးအပြစ်ပဲเนาะအမြင့်ဆုံးအပြစ်ပဲမကောင်းတာလုပ်မိသည့်အတွက်ကြောင့်အဖော်ရဲ့သွေးဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ် မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါဒါလည်းအမြဲတမ်းဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့ဒါဖို့မိသားစုတွေမှာဆိုရင်ကိုသားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေအပေါင်းအသင်းမှားသွားမှဟိုဆွေရင်နေကြရတယ်မိဘတွေပေါင်းသင်းမှားသွားလို့ရှိရင်ကတင်လို့ရမှာမဟုတ်ဘူးလေဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုက အာလတယာနုယောကောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲလို့တင်တာဆိုလဲတတကျွတ်ကျွတ်လောရမယ်သူများတဲ့ဥအောင်လောရစင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတာလုံလဝီရိယနဲ့လုံလို့ရတာသူကသူခြေနေပေးလို့ဝဲလာတာမဟုတ်ဘူးမြေကြီးကရွှေတီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝဲတောက်နေရတယ် အဲ့လိုကြီးပွားတာတော့ဆိုစဉ်းစားကြည့်လေစင်ကာပူစံချိန်မဟုတ်ဘူးဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေကြီးပွားတုတ်တက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလုတ်ကျိုးစားတာနော်ဒါစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့ဒါလို့လောကမှာကြီးပွားတုတ်တက်တယ်ဆိုတာအနေထားကောင်းရုံတစ်ခုတည်းတည်းမဟုတ်ဘူးကျိုးစားအထောက်မှုပေါ်မှာမူတည်တယ် ဲ့လိုဖြစ်အောင်ကြည့်ပါလားသူဖြစ်ပါလားမလေးရှားနိုင်ငံလွတ်လပ်ရေးရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တစ်ခုပဲလေမလေးရှားရဲ့ state တစ်ခုပဲသူကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်เสียရှိတာမှမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများဆီကဝဲတောက်နေရတာသို့သော်စ조사အထုတ်လိုက်တဲ့အခါကျတော့ နေရာနဲ့ဒီမညီမျှလောက်အောင်ချိပွားတွေ့တဲ့မှုရပါတခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်းပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာသဘာဝကပေးလို့ချမ်းသာတာလေစင်ကာပူရေနံထွက်သလားမသိဘူးထွက်ဘူးเนาะကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ချိပွားချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွစူးစမ်းအထောက်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမာတာမှမဟုတ်တာအဲ့တော့ကိုစူးစမ်းရင်ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောတော့ပြောကြပါရဲ့စူးစမ်းရင်ဘုရားဖြစ်တယ်ဆိုဘုရားဖြစ်မှကြောက်လို့သူမှမစူးစမ်းအဲ့ဒီအိဗေရောင်းနေတယ်เนาะကျိုးစားရင်ဖះတော်ဖြစ်တယ်လို့ပြောကြတာသို့တော်ဖះမဖြစ်ခြင်းဒါမှမကျိုးစားဘူးပေါ့အဲ့တော့အဲ့လို့ မဖြစ်ရအောင်မြတ်စွာဘုရားကြည်အာလတရာနုယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့調査ရတယ်နိလန့်ပြုစုရှာကြံပြီးတော့調査အထောက်မယ်ဆိုလို့ရှိရင်တဲ့ဒီလောကနောင်လောက အောင်မြင်နိုင်ပါတယ်တဲ့ဒါလောကဝိဇ္ဇာချင်းစင်နေပဲ